အလုပ်မင်္ဂလာပါဒီနေ့တိဆက်ပေးခြင်းတဲ့တင်္ကြန်ပေါ်တော့ရုရှားနိုင်ငံကိုသောက်ပူမင်းအောင်လိုက်နေဒီရုရှားနိုင်ငံကတမတာပူတင်တော့ပေါ်တော့မြန်မာနိုင်ငံအတွင်းမှာဒီနျူကလ িয়ার ပေါ်တော့တပေါင်းပေါ်ကြီးတည်ထောင်တော့မယ်ဆိုတဲ့တင်္ကြန်ကိုပရိသတ်ကြီးအားလုံးသိရှိစေအတွက်တိဆက်ပေးလိုက်ရမှာဖြစ်ပါတယ်ဒီတင်္ကြန်မှာတော့ပေါ်တော့မကြမီအချိန်တွေမှာနေပြည်တော်မှာတဲ့ဒီ ပူတင်ရဲ့အကူအညီနဲ့ဒီဂျပူကပေါ့နော်စောက်ပူမိအောင်လာနေပြီးတော့ဒီနျူကလ িয়ার တော့ဖို့ယူတိစားတော့ပါပေါ့နော်အဲ့အတွက်ပေါ့နော်ညီမနိုင်ငံထဲကပြည်သူတွေရောမကဒီဒေတာတွေဆိုင်ရပေါ့နော်ဒီအာဆီယံဒေတာတွေရခေါင်းဆောင်တွေကလည်းအဲ့တလွန်စွာကိုမဆူရင်နေတဲ့အကြောင်းကိုအားလုံးသိရှိစေရတဲ့တင်ပြပေးပါဖြစ်ပါတယ်ဒါတော့ပေါ့နော်ထိုင်းနိုင်ငံဘကောက်မြို့မှာပေါ့နော်ချင်းပါခဲ့တဲ့ဒီနေဆက်လုံချိုကြီးအာဆီယံဒေတာလုံနေဆက်လုံချိုကြီး ပွဲမှာပေါ့နော်အမျိုးသားလုံးကျိုးရေးနဆက်ရေးရအမျိုးသားမဟာဗျော်နေပြပြပြောင်းလဲအများနဲ့ကော်မတီဝင်ထိုင်းနိုင်ငံကဥက္ကဋ္ဌရစီမရိကယခုလိုပဲကြေညာခဲ့ပါတယ်ဒါပေါ့နော်ရုရှားနဲ့ဒီနျူကလ িয়ার စီမံကိန်းရပေါ့နော်အာဆီယံဒေသအတွင်းကိုယူကရိန်းစုပွဲခေါ်တယ်လို့ပဲခေါ်လာတယ်လို့ပါပဲဒေသအတွင်းမှာပုံမှန်ရှုပ်ထွေးလာပြီးတော့လူကြိုရေးကိုလည်းထိခိုက်စေနိုင်ပါတယ်ဆိုပြီးတော့ကြေညာခဲ့ပါတယ်ဒါအပြင်ထိုင်းပြည်တက်မတော့ စစ်စင်ရေယုံညွှန်ကြားရေးမှူးဗိုလ်ချုပ်ဝီတာစီမာတာကလည်းမြန်မာစစ်တပ်ရဲ့လက်ရှိအခြေအနေရောပေါ့နော်တပ်ဝဲထဲမှာရှုံးနေနေပါတယ်ပြီးတော့ပေါ့နော်မြန်မာစစ်တပ်ကအထူးသဖြင့်ဒီတောင်ပေါ်ဒေသပေါ်တော့တိုင်းဒေသနဲ့ကန်နေတဲ့တဲ့တပွဲနဲ့ပိုရှုံးနေနေပြီးတော့2025ခုနှစ်မှာပေါ့နော်ဘယ်လိုနည်းနဲ့မှပေါ့နော်ရေကောက်ပွဲကိုဟိုချင်းမနေမဟုတ်ဘူးနော်ဘာဖြစ်လို့ဆိုတော့သူ့မှာနိုင်ငံရေးအော်ဆောင်ရှိရတဲ့အတွက်ကြောင့်မလို့ မကြည့်မနဲ့ဘောနော်ဒါအဖြစ်ပေါ့နော်မြန်မာနိုင်ငံအပေါ်မှာပေါ့နော်ရုရှားအော်ဇာလည်းမဟုတ်တဖြည်းဖြည်းချင်းထွက်လာကိုလည်း၎င်းကပြောချခဲ့ပါတယ်မြန်မာနိုင်ငံမှာရနျူကလ িয়ার တပောင်းပြီးစက်ယုံပေါ့နော်အလုပ်ပို့တဲ့ကျိုးစားနေရဒါကိုပေါ့နော်ကျွန်တော်တို့အော်လုံးစောင့်ကြည့်ရမှာဖြစ်ပါတယ်တဲ့တချိန်မှာမြန်မာနိုင်ငံမြက်ကိုရီးယားနိုင်ငံလိုပဲဖြစ်တော်မှာဆိုတော့လေစောင့်ကြည့်ရမှာဖြစ်တဲ့ဆိုပြီးလည်းပြောချခဲ့ပါတယ်မြန်မာနိုင်ငံအနေနဲ့ပေါ့နော်နျူကလ িয়ার စက်ရအတုံးပြရတဲ့ချုပ်ပမှုကို အာဆီယံနိုင်ငံတွေကနေပြီးတော့ဆိုဗီယက်ပြည်နယ်ပြီးတော့မလေးရှားလွတ်တော်နိုင်ငံခြားရေးကုမ္ပဏီဥက္ကဋ္ဌမတ်ဆဝန်ချင်းကလည်းပြောကြခဲ့ပါတယ်ဒီအာဆီယံဒေသတွေမှာပေါ့နော်နျူကလ িয়ার လက်နက်ကာကိမတ်ဆိုပါပေါ့နော်ဒါတွေကိုအားလုံးကအာဆီယံဒေသတွေကတမချောက်ထားပြီးတော့သဘောတူထားပါပေါ့နော် ဒီအရာနဲ့ပတ်သက်ပြီးတော့လဲဆော်ရပို့တယ်မရှိခဲ့ဘူးပေါ့နော်တမိုင်းမှာလည်းမရှိခဲ့ဘူးအခု ကာလမှာလည်းမရှိသေးဘူးပေါ့နော်ဘယ်သူမှမပေါ့ဒီကြောင်းနဲ့ပတ်သက်ပြီးတက်တက်ဆော်လို့ရှာခဲ့ရတယ်မရှိခဲ့ဘူးပါဘူးဘယ်ရာသီဥတုပြောင်းလဲမှုအချို့ကြောင့်တမိအချို့ကလက်ဖို့အတွက်စူးစမ်းနေပြီလို့ပေါ့နော်ဒီရရှာသမတအနေနဲ့ညမစုပ်ကိုတူကိုနူကလီးယားဆန်ပေတော့တာအပူဆိုင်ကိုတိဆောက်ဖို့အကူအညီပေးမယ်ဆိုတော့အော်မကန်နက်ဖြစ်ရှင်မဟုတ်ပါဘူးလားနော်ဘာဖြစ်လဲဆိုတော့မြန်မာနိုင်ငံမှာရှင်နေတဲ့ဘဝတံငွေ ပေါ်တော့တရှိရပေါ်တော့အဲ့တော့ပေါ်တော့နျူကလ িয়ার တအားဝစ်ဆက်ရတထောက်ပို့တော့မလို့အပ်ဘူးနောက်တစ်ချက်ကကြတော့အခုလိုမျိုးစစ်ဖြစ်နေတဲ့အတိုင်းပြပါပေါ့နော်ဒီလိုနျူကလ িয়ার တဘောပို့တိဆောက်လာမယ်ဆိုရင်ပေါ့နော်အရောက်အင်နမအနေချင်းမှပြီးပေါ့နော်ဒီမြန်မာနိုင်ငံတွေမှာကောက်ပေါ့နော်ဒေတာတွေနိုင်ငံတွေဖြစ်တဲ့လာအိုဗီယန်နဲ့ကမ္ဘောဒီးယားနဲ့တရုတ်တို့ပါပေါ့နော်ဒီပြဿနာရေကူးဆက်လာပြီးပေါ့တနည်းနည်းမှာပေါ့နော်ဖြစ်ရှာကမ္ဘောဒီးယားဖြစ်လာပါပေါ့နော်အဲ့တော့ပေါ့နော်ရုရှားတမန်တန်တွေပေါ့နော် ဆွနေရဖို့အမြင်လိုအပ်တယ်ပေါ့နော် အမြင်ဆဲကိုအာစီရဲ့ဒေတာကခေါင်းဆောင်ပြီးဆွနေရမယ်ဆိုပြီးတော့ကြိုးစားခဲ့ရပဲဖြစ်ပါတယ်အခုဆိုရင်နော်စောက်ပူရဲ့အဲအင်ဒါအမဘောနော်ဘယ်လိုပြောမလဲဆိုစောက်ပူနဲ့ရှာဂျုံမူချောက်ပေါ့နော်ဒီမြို့မတနေငယ်လေးတွေမကောက်ပေါ့နော်ဒီအာဆီယံဒီတက်တွင်ကအာဆီယံကောင်းဆောင်တွေလည်းအလုပ်တွေရှုပ်ပြီးတော့ဒီနျူကလ িয়ার ဆဲကိုတည်ဆောက်ဖို့လည်း သူတို့အနေနဲ့အရှောင်းပေါ့နော်စုံရင်နေဆိုတတိယလေးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မြန်မာနိုင်ငံမှာအခုတော်လည်ရေးဖက်မှာပေါဝင်နေတဲ့သူတွေပဲဖြစ်ဖြစ်မပေါဝင်သေးတဲ့သူတွေဖြစ်ဖြစ်ဒီအခြေအနေကိုဒီချောက်ယူဆက်ပြီးတော့ဘာဆက်လုပ်တယ်လဲဆိုတာကိုစဉ်းစားသိဖို့အချိန်ရောက်ပြီလို့လည်းပြောကြရင်လည်းဒီဗီဒီယိုလေးကိုဒီမှာပဲဒီကုတ်ချုပ်ပြလိုက်ရပါစေ။အားလုံးကိုချစ်စုများရင်သင်ရှိပါတယ်။